2025ခုနှစ်စက်တင်ဘာလ29ရက်နေ့နာနဲ့6နာရီဂျိုးတို့ကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာခံမှန်းကြမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကဒတိပေးတင်ပြခဲ့တဲ့အတိုင်းပဲဖိလစ်ပိုင်ကို ဖြတ်သွားတဲ့ဘူလိုင်းမုံတိုင်းနဲ့ဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့လေးဆိုင်ဝဲရေငွေ့ပို့လို့မှုကြောင့်လို့ဒီနေ့မြန်မာပြည်မှာ ရေကြီးနေတဲ့အခြေအနေတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ထို့အတူပဲဖိလစ်ပိုင်ကို အားကောင်းကောင်းနဲ့ဖြတ်သွားတဲ့ဘူလိုင်းမုန်တိုင်းမှာဆိုလို့ရှိရင်တော့လူအသေးပျောက်ကြီးဖြစ်တဲ့အထိကိုပဲကျွန်တော်တို့ဝမ်းနေဝယ်ရအသွင်းနေကြားတိရနေတယ်လို့ပဲဟောင်ကောင်နဲ့တရုတ်ပြည်မှာကြီးနေမှာဆိုလို့ရှိရင်လူတန်းနဲ့ချီပြီးတော့နေရာရွှေ့ပြောင်းပြင်ဆင်လေးရရှိပါတယ်ထို့အတူပဲဗီယက်နမ်နိုင်ငံလာအိုနိုင်ငံထိုင်းနိုင်ငံ တို့မှလည်းအင်မတန်မှအန္တရာယ်များတဲ့မိုးကြီးတွေရွာသွန်းမှဖြစ်တဲ့အတွက်ကြောင့်မလို့သက်ဆိုင်ရာဌာနကြီးကကြိုတင်ပြင်ဆင်နေကြတာကျွန်တော်တို့သတင်းတွေရဖတ်နေရပါတယ်ထို့အတူပဲမြန်မာနိုင်ငံကိုဘယ်လိုတက်ရောက်မလဲဆိုတာကိုကျွန်တော်တို့ဆက်လက်လေ့လာကြမှာဖြစ်ပါတယ်ပထမအုံဆုံးအနေနဲ့အင်မတန်ပြင်းထန်တဲ့ဘူလာရာဆိုရင်26ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံကို ဖြတ်လာပြီးတော့29ရက်နေ့မှာတော့တောင်တရုတ်ပင်လယ်ကနေပြီးတော့ဗီယက်နမ်နိုင်ငံကိုစတင်ဖြတ်သားမယ်လို့ကျွန်တော်တို့ JWC အဖွဲ့ကနေပြီးတော့ခမန်းရဲ့ပေးထားပါတယ်ဒီမုံတိုင်းရဲ့လာရာနဲ့တက်ရောက်မှုဧရိယာဆိုလို့ရှိရင်တော့မြန်မာပြည်အရှိတ်အဝက်ချမ်းကြီးရေငွေပို့ဆောင်နိုင်တဲ့အနေအထားတွေရှိပြီးတဲ့ပြင်မှာဘင်္ဂလားပင်လယ်အော်မှာရှိနေတဲ့လေဆိုင်ခွဲကြောင့်မလို့ မြမပြည်မှာပြင်းထန်တဲ့မိုးရွာသွန်းမှုဖြစ်ပေါ်နိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ဒီကနေ့29ရက်နေ့လေစီးကြောင်းကိုကြည့်မယ်ဆိုရင်ဘင်္ဂလားပင်လယ်ထဲမှာအိန္ဒိယကိုင်းပြည်ကိုဘိုးပြုတ်တော့လေဆိုင်ဝဲတစ်ခုဖြစ်ပေါ်နေသလိုပဲလေစီးကြောင်းဟာဘူလိုင်းမုန်တိုင်းတွေတွာပေါင်းနေတာတွေ့ရမှာဖြစ်ပါတယ်28ရက်နေ့ရောက်တဲ့အခါမှာတော့ ဘင်္ဂလားပင်လယ်ကိုဖြတ်သွားတဲ့လေစီးကြောင်းဟာမြန်မာပြည်ကိုရေငွေ့တွန်းပို့သလိုပဲဗီယက်နမ်နိုင်ငံကမ်းရိုးတန်းကို စတင်ပြီးတော့ပြည်အားကောင်းကောင်းနဲ့ဝင်ရောက်နိုင်တဲ့အနေအထားရှိပါတယ်။29ရက်နေ့မှာတော့ကုန်းလင်းပိုင်းကိုဝင်ရောက်သွားတဲ့ဘူလွားရဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံလာအိုစ်နိုင်ငံထိုင်းနိုင်ငံမြောက်ပိုင်းကိုစတင်ဒုက္ခပေးနိုင်တဲ့အနေအထားရှိသလိုပဲမြန်မာပြည်ကိုလည်း ပြင်းငွေတွေဝင်လာတဲ့နေသားရှိပါတယ်။မုံတန်းကပို့လိုက်တဲ့ရေငွေနဲ့လေးစီးကြောင်းကြောက်မလို့ဘင်္ဂလားပင်လယ်ကတွန်းပို့တဲ့ရေငွေနဲ့ပေါင်းစုံပြီးတဲ့အခါမှာမြန်မာပြည်မှာတဲတဲမဲမဲမိုးရွာမဲ့အနေသားရှိပါတယ်။ဒါကတော့30ရင်းနေ့ဘင်္ဂလားပင်လယ်လေးစီးကြောင်းကပုံမိုးအားကောင်းလာပြီးတော့ဗုဒ္ဓမပင်လယ်ကိုရနေပတ်ပြီးတော့မြန်မာပြည်အလဲပိုင်းကို ဝင်သွားတဲ့အနေထားဆိုရင် အန္တရာယ်မှ ဆုံးရင်ပွဲအနေထားဖြစ်လာနိုင်ပါတယ်ထို့အတူပဲတရက်နေ့မှာစောစောကမုတ်တမပင်လဲကွေ့သွားတဲ့လေစီးကြောင်ဟာမြမာပြည်ကိုင်းရိုးရန်းကိုအမိပြုမှာ လေဆိုင်ဝဲတစ်ခုထပ်ပြီးတော့ဖြစ်လာနိုင်တဲ့အနေထားဆိုရင်အန္တရာယ်ရှိလာပြီလို့ပြောရမှာဖြစ်ပါတယ်ထို့အတူပဲအဲ့ဒီလေဆိုင်ဝဲဟာအားကောင်းလာပြီးတော့အပူပိုင်းမုန်တိုင်းအဆင့်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်သွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့ယာယီခမန်းတို့ရရှိရတော့ကြောက်မလို့မြမကန်ယူရန်ပင်လေဒီသနေထိုင်မှုအလုံးတည်င်းအစမပြစီရန်အတွက်စောင့်ပြီးတော့နားထောင်လေ့လာကြပါဘင်္ဂလားပင်လေလေစီးကြောင်း အားကောင်းလာမှုနဲ့အတူ30ရေလောက်ကနေစပြီးတော့ပင်လေပြင်မှာအမြင့်ပေ3ပေကနေပြီးတော့မှ10ပေအထိရေလိုက်နေမြမကန်ယူရန်ကို စတင်တိုက်ခတ်နိုင်တဲ့အနေအထားရှိပါတယ်။တရက်နေ့ရောက်တဲ့အခါမှာတော့ရခိုင်ကမ်းရိုးတန်းကိုဥတီပြီးတော့15ဘီအမြင့်ရှိတဲ့ရေလိုင်းနေမြန်မာပြည်ကိုစတင်ရိုက်ခတ်နိုင်တဲ့အနေအထားရှိပါတယ်။နှစ်ရက်နေ့အောက်တိုဘာရောက်တဲ့အခါမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့ ARV ကမ်းရိုးတန်းတစ်ခုလုံးမှာ အမြင့်ပေ16ပေရှိတဲ့ဖလိုင်းလုံးတွေကဝင်ဆောင်ပြီးတော့ ကန်ယိုရာမှာတော့ဆယ်ဘီအမြင့်ရှိတဲ့လှိုင်းတွေရိုက်ခတ်နိုင်တဲ့အနေအထားရှိတဲ့တော့ကြောင့်မလို့ပင်လယ်ဒင်းအသုံးပြုနေတဲ့လူတွေနဲ့ပင်လယ်ကမ်းစနေထိုင်တဲ့လူတွေအထူးသတိထားဖို့လိုပါတယ်ဒီကနေ့မနေ့တိုင်းတာကျေရမြမအပီနဲ့ပအဝင်းကျင်မှာရှိတဲ့ကောင်းငင်ဘောကရေငွေ့တွေနေထားကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဘင်္ဂလားပင်လယ်ထဲမှာ တိမ်အမြင့်နေရောတိမ်အနှိမ့်နေရော ထူထပ်နေပြီးတော့မြမအပီအတွင်းမှာတိန်နေငောတိန်မြင့်ောတဲ့ရောက်မှုရှိနေတယ်ထို့အတူပဲဘူလိုင်းကပို့တဲ့ယူငွေတွေအားလည်းရှမ်းပြည်ကိုတစ်ခုလုံးကို တိန်အမြင့်နေနဲ့ဝင်လာတာကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်ဒီနေသားတွေဘဝမူတည်ပြီးတော့မိုးဘလို့ရွာမလဲဆိုရင်ဒီကနေ့29ရက်နေ့စနေနေ့မှာတော့ဘင်္ဂလားပင်လယ်ကလေဆိုင်ဝဲတွန်းအကြောင်းမလို့ တနင်္လာရီတိုင်းဒဝဲကိုဘို့ပြုတ်ပြီးတော့မိုးရေကြီး6လမကျော်ကျော်24နာရီအတွင်းမှာရွာသွန်းမှာဖြစ်ပါတယ်ထို့တူကြားပြည်နယ်ကရင်ပြည်နယ်မြောက်ဖက်ပဲခူးတိုင်းရန်ကုန်တိုင်းမြောက်ဖက်မန္တလေးတိုင်းအောက်ဖက်မကွေးတိုင်းရှင်းတောင်တန်းတို့မှာမိုးရေကြီးတက်တမ၄လမလောက်ထိစတင် ရွာသွန်းနိုင်တဲ့နေသားရှိပါတယ်လာမယ့် တနင်္ဂနွေနေ့28ရက်နေ့ရောက်တဲ့အခါမှာတော့ဘူလွိုင်းမုံတိုင်းကဂျန်နန်ကမ်းရိုးတန်းကို ကပ်ပြီးတော့နီညုံအောင်ပြထားတဲ့ဒေသတွေကပြင်းထန်စွာမိုးရွာသွန်းခြင်းဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့သဘာဝဘေးအန္တရာယ်တန်းခံရဖို့ရှိပါတယ်အထူးသဖြင့်ဗီယက်နမ်လာအိုစ်နဲ့ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်ထို့တူဗင်္ဂလားပင်လယ်ကရှိတဲ့လေဆိုင်ဝဲကြောင့်မလို့တနင်္လာရီတိုင်းကမ်းရိုးတန်းဒေသနဲ့တောင်ပေါ်ဒေသတွေမှာ မိုးရေကြီးငါးလမ်းမလောက်အထိကြွာသွန်းသလိုပဲအခြားတိုင်းနဲ့ပြည်နယ်တွေမှာ နေရာကျဲကျဲနေရာစိတ်စိတ်မိုးရွာနိုင်တဲ့နေသားရှိပါတယ်။တနင်္လာနေ့29ရက်နေ့ရောက်တဲ့အခါမှာတော့မန္တလေးတိုင်းအောက်ဘက်က နေပြည်တော်ခရိုင်ဒေသပဲခူးတိုင်းအထက်ဒေသအေရဝတီတိုင်းကရင်ပြည်နယ်တို့မှာအနည်းငယ်နေရာကွက်ပြီးတော့မိုးများနိုင်တယ်လို့ပဲတနင်္လာနေ့တိုင်းမှာတော့မိုးရေကြီးလေးလမ်းမလောက်အထိ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်30ရင်းနေရောက်တဲ့အခါမှာတော့ကုံတွင်းပိုင်းကိုဖြတ်ဝင်လာတဲ့ဘူလိုင်းမုန်တိုင်းရဲ့ပို့ဆောင်မှုနဲ့ဘင်္ဂလားပင်လယ်ကဝင်လာတဲ့ရေငွှေးတွေကြောက်မလို့ကျွန်တော်တို့တနင်္လာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်အောက်ပိုင်းပဲခူးတိုင်းရန်ကုန်တိုင်းအောက်ပိုင်းတို့မှာအင်မတန်မှမိုးတီးထန်နိုင်တဲ့အနေအထား ရှိပါတယ်ထို့အတူမန္တလေးနဲ့နေပြည်တော်ဂျားမဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရခိုင်ပြည်နယ်ချင်းပြည်ဒေသအချို့တွေမှာမိုးကြီးနိုင်ပါတယ်မိုးရနိုင်တဲ့ဒေသတွေကတော့ချင်းပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းပဲခူးတိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်အရှိတ်ဘက်ချမ်း နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာကျဲကျဲနေရာကွက်ပြီးတော့မုန်းကြီးနိုင်မှသေးတယ်ခင်ဗျာလာမဲ့တရက်နေ့အောက်တိုဘာလရောက်တဲ့အခါမှာတော့မြန်မာပြည်ဟာအင်မတန်မှအထူးသတိထားရမယ်တောင်ပြိုလမ်းကျော်တကားပြက်မဲ့မိုးဖြစ်နိုင်တဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့စစ်တောင်းမြို့ဟာပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ် တရင်နိုင်တိုင်းတို့အပြင်ရခိုင်ရိုးမှချင်းတောင်နာတို့မှာနေရာကွက်ပြီးတော့မိုးတီးထနိုင်တဲ့အနေအထားတွေရှိတဲ့အကြောင်းမလို့မိမိတို့မိတ်ဆွေတွေကို YouTube ကနေပြီးတော့မျှဝေသလိုကိုသက်ထွင်းနိုင် Telegram ကနေပြီးတော့ download လုပ်ပြီးတော့မျှဝေပေးပြီးတော့တဘာဝပေးအန်ရယ်ကိုအတူတကွကာဝယ်ကြပါ